မြန်မာနိုင်ငံဂီတအစည်းအရုံးဟာရေဘေးသင့်ပြည်သူရေးစီတီရခုဆရာတော်ကြီးကတဆင်လှူဒန်းဖို့အတွက်အလှငွေကျပ်သိန်းပေါင်း680ကျော်ကိုပေးအပ်ခဲ့တာဖြစ်ပြီးလှူဒန်းပွဲကိုတက်ရောက်လာသူအားလုံးတာရုသုံးကြိမ်ခေါ်ဆိုခဲ့ကြပါတယ်။ဂီတအစည်းအရုံးအနေနဲ့တီရခုဆရာတော်ကြီးကတဆင်လှူဒန်းတာဟာပိုပြီးထီရောက်မယ်လို့လည်းယုံကြည်နေကြပါတယ်။ရေဘေးမှာသူကရောက်ကြတာလူမျိုးမျိုးဘာသာမျိုးမျိုးပေါ့နော်။ကိုညာသားသမီးတွေအများကြီးပဲပေါ့ခံစားနေရတဲ့ဒုက္ခတွေတွေအတွက် အထောက်ပံ့ဖြစ်စီရွက်တော့ဘူးအခုဦးရောအတူလေးဒီမလေးတွေတားလေးသမီးတွေအလွှာပေါင်းဆိုပေါ့အဲ့ဒီကနေပြီးတော့ညီညွတ်ညွတ်နဲ့ဥပေါင်းတီဆိုဖြော်ပြပြီးတော့ရရှိခဲ့တဲ့အလှငွေလေးနဲ့ဒီမှာထူပေးရအတွက်ကိုကိုတိုင်းထူလာတဲ့ကိုတက်တဲ့ဒီလိုဂီတပညာလေးနဲ့ကိုရဲ့နာမည်လေးနဲ့တချို့အစိအပိုင်းလေးမှာပါဝင်ထူတန်းငွေရတဲ့အတွက်ကိုလည်းပီတိကတော့ဝမ်းမြောက်လို့မဆုံးပါဘူးဟုတ်ကဲ့တချို့နေရာတွေမှာလူမဲ့ဆိုရင် ပွဲစားကိုဆယ်ရာခိုင်နှုန်းပေးရမယ်ဆိုတာတွေကလည်းထူထမ်းမဲ့သူတွေအတွက်သဘောမကျစရာဖြစ်ခဲ့ရပါတယ်။ဒါဟာဂိတလောကသားနဲ့ပရိသတ်တွေရဲ့အလူဖြစ်ပြီးဖြူဖြူကျော်သိန်းကတော့ခရိယန်ဘာသာဝင်ဖြစ်ပေမဲ့ထူထမ်းမှုမှာဘာသာတရားခွဲခြားမှုမလိုအပ်ဘူးလို့ဆိုပါတယ်။ တချို့နေရာတွေကြတော့လေဟိုလူမယ်ဆိုလို့ရှိရင်တော့မှလူဖို့ရေကိုကြားပွဲစားဟိုဆရာကြီးတို့ပေးရမယ်ဆိုရဲအမျိုးတွေဖြစ်နေကြတဲ့အခါကျတော့ဟိုဘယ်လိုပြောရမလဲဒါကြတော့စိတ်ထဲမှာတမျိုးကြီးဖြစ်တာပေါ့နော်အဲ့တော့ဟိုနောက်ဆုံးမှာတော့အလိုတခြားနေရာတွေကြတော့အလိုမယူရဲနေရာတွေလည်းရှိပါတယ်ဒါပေမဲ့ဟိုတခုခုလူပြီးဆိုလို့ရှိရင်လည်းဒါကိုကအစည်းယုံတောင်းဝင်ခံပြီးလုပ်တယ်ဆိုပေမဲ့ဒါအားလုံးရဲ့အလူဖြစ်တယ်ပေါ့နော်ဆိုတော့တခုခုလေးအရာထင်တာကိုအားလုံးကမြင်ကျင်ကြမယ်လေအဲ့တော့တိုင်မရင်တိုင်မရင်နဲ့ကြား ကြားရင်မှနောက်ဆုံးမှာတော့ဒါတကူကြတော့ဖျားကြီးကကြတော့လေဒီနိုင်ငံရဲ့နေရာအနှံ့မှာလိုအပ်တဲ့နေရာတွေမှာအများအားလုပ်ပေးနေတယ်တိုက်ရိုက်လဲသွားလို့ရတယ်ဟိုကြားကလည်းရှုပ်ခွေးမှုဘိုင်းလည်းမရှိဘူးပေါ့နော်အဲ့လိုဆိုရဲခါကြတော့ဒီမှာပဲနောက်ဆုံးဆုံးဖြတ်ပြီးတော့ကျော်ရီကလည်းလက်ခံတယ်ဆိုရဲခါကြလာလို့ဖြစ်တာပါမြောက်ဒဂုံဂီတအစည်းအုံးရဲ့ဥက္ကဋ္ဌဖြစ်တဲ့တေးသန်ရှင်ခင်းညွန့်ညွန့်တန်းကလည်းအမှုပညာမောင်နှမတွေကိုတက်နိုင်တဲ့ဘက်ကစ조사အထောက်ထားတဲ့လှူဒန်းမှုဖြစ်လို့ဝမ်းသာနေတဲ့အကြောင်းပြောပါတယ် ဒီလိုကိုကီတာအစီယုံဝင်နေပြီလို့ပေါ့နော်တတ်အားတဲ့ဟိုဒီအပန်းလေးနဲ့ပူဇော်ပြီးရတဲ့ပတ်စံလေးကိုလာပြီးတော့ယူလိုက်ရတဲ့အတွက်အတိုင်းအသိမူတာမိတာပေါ့ကိုယ်ရဒီသမကလည်းကိုကိုတိုင်းကလည်းပြူချင်တာပေါ့ဒီလောက်ကြည့်တော့လည်းကိုယ်မပြူနိုင်ဘူးပေါ့ကိုယ်